ဟိုအနေစားဆင်းရဲတယ်လို့မဟုတ်ပါဘူးပေါ့နော်။သွားတော့ကုညီမဲ့မိတ်ဆွေလည်းရှိရလေ။သွားတော့ဘာဖြစ်အဓိကလုံလုံချုံချုံနေရတယ်။ဟိုဒီတသက်ရက်တသက်ရှင်ရှင်လေးစားရတယ်ဆိုရင်ဟိုရပြီလေ။ကျွန်တော်ဒေါင်ကြကြပြားကြကြပေါ့နော်။အကူကြီးဒုက္ခတွေတွေကပူဆိုးရတယ်။ကျွန်တော်ကသွားပြီးတော့အကူရဲလူဆိုတော့ကိုဘက်ကအဲဟိုအိတ်ဆရာနေရာရတယ်။စားဆရာနေရာရတယ်။ပြီးရင်ကိုကူခွင့်ရတယ်ဆိုရင်ပဲဒါကို့အတွက်အတွေ့အကြုံလည်းရတယ်။အဲဟိုခုနကဘာဖြစ်ကုသိုလ်လည်းရတယ်။ ီးတော့နောက်လှုပ်ချင်တဲ့သူတွေအတွက်လည်းကိုယ်က lesson ခံပေးတယ်ပေါ့နော်တည်င်းတည်င်းနေသူတို့အတွက်အချက်လက်တွေ lesson ခံပေးတယ်ပေါ့အဲ့အဲ့အဲ့လောက်ပါပဲဟုတ်ကျွန်တော်ရှင်းတာလာကူတဲ့သူတွေကလည်းဟိုအများပါတယ်ကျွန်တော်ကဘုန်းကြီးကျောင်းသားတော့ကူတာဆိုတော့လေဟိုဆရာလေးပေါ့နော်ဆရာလေးတွေများတယ်တီလာရှင်နေဆိုတော့ဟိုပေါ့စုပေးသွားတာပေါ့နော်စုပေးသွားလူကြီးတွေများပါတယ်သူကဘာမှမအောင်တီတီယူတင်တယ်เนาะအဲ့ဒီဘက်က လူတော့သူ့ဘူးနဲ့သူလေအဲဆ iam ဟိုဆရာလေးတွေတို့အဲဟိုအဲလူကြီးတွေများပါတယ်ဟိုဟုတ်တယ်နော်လာလာတယ်ပြီးတော့မှအပြင်မှလာကြည့်တဲ့လူကတက်တက်ပေါ့တက်တက်ဟုတ်ဟုတ်ဟိုပညာတော့လေငယ်တုန်းသင်တာကောင်းပါတယ်ဆိုသူပညာရွှေဟိုလူမခိုးပေါ့နော်အဲဘယ်တော့မှမပြည့်ရအောင်လေသူကချင်းချင်းအသုံးဝင်လာနိုင်တယ်ပြီးဂျားထဲမှာလည်းကိုဟိုလုံရင်လို့တို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုလုတ်ချင်တာမလုတ်ခင်လုတ်တင်တာလေးတော့တစ်ဖြတ်အရင်လုတ်ပါလို့အဲ့လို ကျွန်တော်ကတော့ကျွန်တော်ကခံယူချက်ကတော့ကိုလှုပ်ချင်တာလှုပ်ခင်လှုပ်တင်တာလေးတော့နည်းနည်းကြိတ်မပြီးလှုပ်လိုက်ပါတော့။အဲပြီးတော့လှုပ်ချင်တာလှုပ်ပေါ့ပြီးမှာ။အဲစီတော့မကူဖြစ်ဘူးပေါ့။အပြင်မှာစေခန့်နေပါလေ။မထိုင်ဖြစ်ဘူး။ဒါပေမဲ့အဲ့လိုလိုရင်တော့ကိုချစ်တဲ့သူတို့ကိုခင်တဲ့သူတို့အမျိုးတို့ခုနအကူညီလိုတဲ့နေရာရှိတော့တုံးလို့ရတာပေါ့နော်။ဘယ်ပညာရဲမဆိုအဲ့လိုလိုထင်ပါလား။ဟုတ်။ဟိုအနေစားအစင်းရတယ်လို့မဟုတ်ပါဘူးပေါ့နော်။တွားအကူညီမဲ့မိတ်ဆွေလည်းရှိရလေ။တွားတော့ဘာဖြစ်အဓိကလုံလုံချုံချုံနေရတယ်။ ဟိုဒီတက်တက်ရက်တက်တက်ရှင်းရှင်းလေးစားရတယ်ဆိုရင်ဟိုရပြီလေကျွန်တော်တောင်ကြကြပြားကြကြပေါ့နော်အကူကြီးဒုက္ခတွေတွေပူဆိုးရတယ်ကျွန်တော်ကသွားပြီးတော့အကူရဲ့လူဆိုတော့ကိုဘက်ကအဲဟိုအိတ်ဆရာနေရာရတယ်စားဆရာနေရာရတယ်ပြီးရင်ကိုကူခွင့်ရတယ်ဆိုရင်ပဲဒါကို့အတွက်အတွေ့အကြုံလည်းရတယ်အဲဟိုခုနမာပြည့်ကုသိုလ်လည်းရတယ်ပြီးတော့နောက်လုတ်ချင်တဲ့သူတွေအတွက်လည်းကိုက lesson ခံပြီးတယ်ပေါ့နော်တတင်း သတင်းတွေသူတို့အတွက်အချက်လက်တွေလက်ဆင့်ခံပေးတယ်ပေါ့အဲအဲအဲလောက်ပါပဲဟုတ်ကဲ့ပြန်ကိုင်းတဲ့ feeling ကလည်းဒီတိုင်းပေါ့နော်ကျွန်တော်ကဟိုငယ်တဲ့အိမ်ကစေခန်းဖွင့်တာဆိုတော့ဒါရင်းနဲ့ပဲကြီးလာတာပေါ့နော်နှစ်ချက်ကအိုးကလေးတွေကလေဟိုအဖေအဖေဟာလေဆိုကျွန်တော်အဲ့လိုယူပြီးတော့ဆော့ပြစ်တာပေါ့သူနှစ်ချက်တွေဆိုဖြတ်ပြစ်တာအဲဆိုတော့စက်ကောင်ငယ်တွေကကျွန်တော်ဆော့လာတာပေါ့နော်မျိုးစုံရှောက်ဆော့လာတော့ဒီတိုင်းမှာပဲဟိုပါဖြစ်တယ်အဲဒါမဲ့စေးပြန်ကူကတော့အဲစာကြီးကစဉ်းစားတော့ ဘာစီပေးရင်ကောင်းမလဲဆိုတော်တော်စဉ်းစားအဲ့မှပြီးမှဒီနောက်ထားပြီးတော့ကိုကဘာစီပေးရမလဲဘာဘယ်ဟာစလုပ်ရမလဲဆိုတော့ပြန်ပြန်ခေါ်ရတာပေါ့နော်ပြန်ခေါ်ရတာအဲ့မှအဲ့မှအဲ့အဲ့မှအဲ့လိုပေါ့စေးပြန်မကူတာကြာရင်တော့နည်းနည်းမေ့တာပေါ့နော်နည်းနည်းစဉ်းစားဒါပေမဲ့လှုပ်ရင်လှုပ်ရင်တော့ဟိုပြန်မမှီသွားတာပေါ့အဲဒါတော့ကောမြန်မာလူမျိုးဖြစ်နေတာမြန်မာလူမျိုးဖြစ်တယ်မန်လေးလို့ပြောလို့ဆိုတာကျွန်တော်ចောင်းကြီးခဲ့တဲ့နေရာပေါ့နော်အဲ့တော့ကိုမျိုးလိုပဲ အဲဆိုတော့သွားကုရှင်နဲ့ဘာဖြစ်ဖြစ်ကုမယ်ပေါ့နော်အဲ့လိုနဲ့သွားတော့အဓိကတော့အကြိုင်းမဟုတ်ပါဘူးဆေးကုတာလေကျွန်တော်အဓိကကို့အချက်လက်ဒီမှာဒါရီလုတ်လို့ရတယ်လူရှင်နေရှင်လည်းလူလို့ရတယ်ကုရှင်နဲ့လူရှိတယ်ဒီမှာလာကုလို့ရတယ်ဆိုတော့တဲ့အချက်လက်လက်ဆင့်ခံပြီးတဲ့သဘောနဲ့ဟိုပြတာပါကိုကအဲ့လိုဟိုသွားပြီးတော့ကုတယ်မကုတာတော့အဓိကမဟုတ်ဘူးနော်အဓိကအဲ့လိုကုပေးတယ်လူတွေလည်းလူနာတွေရှိရင်လည်းအားရှိအောင်ပေါ့နော်အဓိကကျွန်တော်ကျွန်တော်ကမီဒီယာနဲ့ဆက်ဆက်နေတာဆိုတော့အခုလုံနေဆိုတော့ မီဒီယာမှာကျွန်တော်တို့လူတကယ်အဲလိုအပ်တဲ့ဟိုတကယ်ထိရောက်တဲ့သတင်းအချက်လက်ဟိုဖြန့်ဖြူးရေးပဲအဲ့ဒါပဲကျွန်တော်အဓိကစဉ်းစားတာကျွန်တော်ရှင်းတာလာကူတဲ့ဒူရီကလည်းဟိုများပါတယ်ကျွန်တော်ကဘုန်းကြီးကျောင်းသားတော့ကူတာဆိုတော့လေဟိုဆရာလေးပေါ့နော်ဆရာလေးတွေများတယ်သီလရှင်တွေဆိုတော့ဟိုပေါ့စုပေးသွားတာပေါ့နော်စုပေးသွားတာလူကြီးတွေများပါတယ်နော်အဲ့တော့မြင်ကြပါသေးတယ်သူတို့ကိုဗာမန်းအောင်တီတီယူတင်တယ်နော်အဲ့ဒီဘက်က အလူလာသူ့ဘူးနဲ့သူလေအဲဆရာမဟိုဆရာလေးတွေတို့အဲဟိုအဲ့ဒီလူကြီးတွေများပါတယ်ဟိုဟုတ်တယ်နော်လာလာတဲ့ပြီးတော့မှအပြင်မှာလာကြည့်တဲ့လူကတက်တက်ပေါ့တက်တက်ဟုတ်ပုံမလင်းလင်းပြောရရင်ကျွန်တော်ကဟိုအဲ့လိုပေါ့နော်ဟိုဟိုဆရာဝန်ဟိုစိတ်ကူတယ်ဆိုတာကျွန်တော်ကကျွန်တော်မွေးကလေးကတွေ့လာတဲ့ကိစ္စလို့ဖြစ်နေဟိုအဖေကလည်းစိတ်ခံမဲ့ဖွင့်တော့နော်ကျွန်တော်မွေးကလေးကစိတ်ခံမဲ့ဖွင့်နေဆိုတော့ကို့ ပုံမှန်ကိစ္စလိုဖြစ်နေအဲဒီဆေးကူတာတို့လူနာကြည်တာတို့ကလေဟိုကြီးလာတော့ကိုလည်းအဲ့လိုပဲဟိုဘောနော်မျက်စိလဲပြီးတော့ဘယ်လိုတွေဖြစ်သွားဆဲတမ်းမှာတော့အကြောင်းရောက်သွားတယ်ရောက်သွားအဓိကတော့ဖင်မီတနာလိုပါကိုကလည်းတက်လုံးနှိမ့်ဆက်လာဆိုတော့လေအဲအချိန်ကြာရင်နည်းနည်းသူ့ကိုတနာတော့ဟိုလှုပ်လိုက်မိတဲ့အာနဲ့အခုလဲလူနာမြင်ခုလိုက်မယ်ဆေးထိုးလိုက်မယ်ဆိုပုံမှန်လိုဖြစ်နေတာပေါ့နော်ပုံမှန်လိုအိမ်ကလည်း ဟိုအခုလည်းအမေလည်းအိမ်မှာနေမကောင်းတော့သူ့လည်းကြုံကြုံလှုပ်ပေးနေရဆိုတော့လေကျွန်တော်တို့ကဟိုပုံမှန်ကိစ္စဖြစ်သွားတာဟိုဟိုလူမြင်တော့ကူရှင်ကဲရှင်ကိုကိုအဲ့လိုအဲ့တခုတော့ကောင်းပါလေကိုစိတ်ထဲမှာနေမကောင်းတဲ့သူရှင်ဆေးပေးလိုက်မယ်ဆေးထိုးပေးလိုက်မယ်တို့ဘာလို့ဆိုဘာမသိလိုက်မသိပါတာပြီးသွားတော့ဒါမဲ့ကုခရတဲ့လူကတော့သူကတော့ဟိုအကျိုးရှင်ရှိသွားမှာပေါ့နော်ကိုတက်ကတော့တကယ်ကိုပုံမှန်လူတွေကိုလှုပ်ပေးနေကြခင်တဲ့လူတွေတို့လေဒီနာမခင်လဲကြုံရင် ဟိုဆေးပေးလိုက်တာတော့လုံနေကြကိစ္စလေးဖြစ်သွားတာပေါ့အဲ့ဒါကတော့ကောင်းပါတယ်ဟုတ်အဲ့လိုပဲပြောရမှာပဲဖြစ်ဟိုကိုအနည်းဆုံး pride တဘောနဲ့ကတော့ကြုံရင်ကြုံတယ်လို့လှုပ်ဖြစ်သွားတယ်ပေါ့နော်အဲ့အဲ့အတွက်ကတော့ဟိုဝမ်းသာပါတယ်ဝမ်းသာဟုတ်တဝက်လောက်တော့ရှိတာပေါ့တဝက်လောက်သူပြောတဲ့ဟာလေးတွေကတော်တော်မှန်ပါတယ်အဲ့တော့တဝက်လောက်နားထောင်ရင်တဝက်ကတော့ကိုထုံးစံတိုင်းပေါ့ကိုလှုပ်ရှင်တာလှုပ်လိုက်တာတဝက်ကတော့သူပြောတာနားထောင်တာအကုန်နားထောင်ရင်တော့ဒါအမှားတော့ဘာလဲဟို ဒီမှာလည်းမစောရတော့တင်တယ်ဟာကျွန်တော်ရှင်တဝက်လောက်တော့ဖြစ်ပါတယ်တဝက်လောက်တော့ဖြစ်ပါတယ်အနည်းဆုံးအဲဖွဲလေးရလေចောင်းပြီးအောင်ဖွဲလေးပါရပြီးအခုဒီလည်းအိမ်ထောင်မကြအဲဒါသူတို့ဖြစ်စေခြင်းတဲ့ကိစ္စလို့ထင်တာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့